အားလုံးပဲမင်္ဂလာပါဒီကနေ့ညမြန်မာစံတော်ချိန်တနားရီခွဲမှာတော့ချန်ပီယံလိရဲ့ဒုတိယအမြောက်ပွဲစဉ်တွေအဖြစ် Chelsea အသင်းနဲ့ Benfica အသင်းတို့ရဲ့ပွဲစဉ်ကရှိတယ်ဆိုတော့ဒီပွဲစဉ်ကိုတော့ Chelsea အသင်းက Engwen Stambobi Stadium မှာတစ်ဖက်က Benfica အသင်းကိုလက်ခံကစားသွားမှာလည်းဖြစ်တယ်ဆိုတော့ပထမဆုံး Chelsea အသင်းရဲ့လက်ရှိ current form အခြေအနေကိုကျွန်တော်တို့သုံးသပ်ရမယ်ဆိုရင် Chelsea ကတကယ်ကိုပွဲချက်ကာလာအနေထားဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ Premier League ပွဲစဉ်တွေပြီးရင်ပြီးခဲ့တဲ့နှစ်ကဒါ Champions League ဝင်ခွင့်မရတဲ့အနေထားမှာ AACC ဒါ Conference League လောက်မှာ AC ကစားနိုင်တယ်ဆိုပေမဲ့လို့လက်ရှိမှာတော့ဒီ Champions League ကအတောင်တင်းဆုံးဟိုကစားသမားစုဖွဲ့မှုရ အတော်လေးတော့အသင်းတွေနောက်တစ်ချက်ကဒီအတွက်ပြင်ဆင်ထားတဲ့အသင်းတွေနဲ့ကျွန်တော်တို့အင်အားကြီးဥရောပအသင်းတွေနဲ့ရင်ဆိုင်ရတဲ့အခါအာကျွန်တော်တို့လက်ရှိပေါ့လေ Chelsea အသင်းရဲ့ကစားသမားတွေ injury အခြေအနေတွေဖြစ်တာဒါပြင်ကျွန်တော်တို့ဒီပေါ့လေဒီ suspend ကစားသမားတွေရှိလာတာဒီအခြေအနေတွေကနေပြအန်ဆိုမာရစ်ကအတွက်တော့ခေါင်းရှုပ်စရာအခြေအနေဖြစ်တယ်ဒါပြင်ကျွန်တော်တို့ခန်းစစ်ကလည်းဒီအားဒီမှာကျွန်တော်တို့တောင်းတောင်းတင်းတင်းမဖြစ်တင်းနိုင်ခဲ့တဲ့အခြေအနေက ချန်ပီယံလိမာသာမကကျွန်တော်ပရီးမီးယားလိမာပါအာကျွန်တော် struggle ဖြစ်လာတဲ့အနေအထားဖြစ်တယ်ခန်းစစ်ကတော်တော်ကြီးကိုအားနေနေတဲ့အနေအထားမှာဒီပေါ်လေဂိုးတွေတောက်လျှောက်ပေးနေရတဲ့အနေအထားဖြစ်တယ်ဆိုတော့လိုချင်တဲ့ရလက်ကိုသွားတဲ့နေရာမှာဟိုတိုက်စစ်ကောင်းတာကွင်းလေအားကောင်းနေုံနဲ့မဟုတ်ပဲနဲ့ခန်းစစ်ကပါကျွန်တော်တို့အရေးကြီးတဲ့ခန်းမှာရှိနေတဲ့အနေအထားမှာဒီရာဒီမှာကျွန်တော်တို့မဖြစ်တင်းနိုင်ခဲ့တဲ့အတွက်လိုချင်တဲ့ခန်းစစ်ကစားမရမရခဲ့တဲ့အတွက်တော်တော်လေးကိုတိုင်ပတ်နေတဲ့အနေအထားဖြစ်တယ်ဆိုတော့ ဒါပေမဲ့ကျွန်တော်တို့ဒါပြီးခဲ့တဲ့ရာသီတုန်းကကျွန်တော်တို့ဒီပေါ်လေး Chelsea မှာ squad တက်အင်ကတောင်းတင်းတဲ့အထူးသဖြင့်တော့ဒါကျွန်တော် flight နဲ့ကစားသမားတွေဒုတိယ scan line ကစားသမားတွေရှိတယ်ဆိုတော့ဒီဒုတိယဥစားပေးကစားသမားတွေကလည်း အားကိုးရတဲ့အနေအထားဖြစ်တယ်ဘယ်လိုပဲဆိုဆိုကျွန်တော်တို့ဒီဒီ Christopher Angoku Magui စသဖြင့်ပေါ့လေဒါကကျွန်တော်တို့ခန်းစစ်မှာဆိုရင် Renato Vie ကအကြောင်းဒါ feel အပါဝင်ကျွန်တော်တကယ်ကိုတောင်းတင်းတဲ့ကစားသမားအစုအဖွဲ့ရှိတယ်အာကျွန်တော်တို့ဒါ conference မှာတော့အေးစစ်စစ်သွားနိုင်တယ်ဆိုပေမဲ့လို့ဒီရာဒီမှာ Chelsea အသင်းရဲ့ဒုတိယဦးစားပေးကစားသမားတွေကကျွန်တော်တို့ဒီပေါ့လေပြီးခဲ့တဲ့ရာဒီကစားသမားတွေလို့မတောင်းတင်းတဲ့အခြေအနေဖြစ်ကျွန်တော်တို့မြင်နေရတဲ့အနေအထားဖြစ်တယ် ပထမချက်ကကျွန်တော်တို့ဒီရာဒီမှာမှအာဂိုတကြီးခေါ်ထားတဲ့တောင်မကစားသမားတွေ German Gated ဖက်ကဂျေရန်ဆန်ချိုအပါဝင်ခန်းစစ်ကဟာထိုရိုပေါ့လေဒီကစားသမားတွေကလက်ရှိအနေထားရ Chelsea တင်းရဲ့ဒီပေါ်လေနီးစနစ်အရာအကျွန်တော်အဝင်အောင်ကိုတော်တော်လေးစောင့်ရမယ်အနေထားဖြစ်တယ်။ကစားသမားတွေကိုယ်တိုင်ကအကျိုးစားပြီးရုန်းကန်နေဆိုပေမဲ့လို့ဒီသူတို့ရဲ့ performance အရာပေါ်လေဒါကျွန်တော်တို့အသင်းအတွက် impact ဖြစ်ဖို့ရုန်းကန်နေရတဲ့အနေထားဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီပေါ်လေလက်ရှိပွဲစဉ်တွေမှာ struggle ဖြစ်နေတဲ့အနေထားဖြစ်တယ်။ဆိုတော့ အနေထားတွေရတော့ဗောလေဒါ Chelsea အတင်းကဒီ Benfica နဲ့ပွဲပြီးရင် Liverpool အတင်းနဲ့ပွဲချက်ကစားမှာဖြစ်တယ်လို့ဒါကျွန်တော်တို့ Premier League မှာလည်းကျွန်တော်လက်ရှိအနေထားရ Premier League နောက်ဆုံး၃ပွဲမှာ နှစ်ပွဲရှုံးပြီးတစ်ပွဲသေးရကြပြီးတော့မှတော်တော်လေးရုန်းကန်နေရအနေအထားဖြစ်တာကြောင့်မလို့ချက်စင်အတင်းတက်တော့အဆဆရမလွယ်ကူတဲ့အနေအထားတစ်ခုလို့ကျွန်တော်ကမြင်တယ်ဒါမှမဟုတ်ဒါကျွန်တော်ကန်တရားရပြောမယ်ဆိုရင်တော့ဗင်ဖီကာနဲ့တွေ့တဲ့ပွဲစဉ်တွေမှာချက်စင်ကတကယ်လို့သာအနိုင်ရလက်ရရင်အာကျွန်တော်တို့ဒီအဲ့ဒီ race တစ်ခုမှာ champion ဖြစ်တဲ့အနေအထားတစ်ခုတော့ကျွန်တော်တို့မိထားလို့မရတဲ့အနေအထားဖြစ်တယ်ဆိုတော့ champion လေးမှာဒါကျွန်တော်ဗင်ဖီကာကိုအနိုင်ရတယ်အဲ့ နှစ်မှာပဲကျွန်တော်တို့ချန်ပီယံလိချန်ပီယံဖြစ်တယ်။ယူရိုပါလိမှာလည်းဗင်ဖီကာကိုအနိုင်ရတယ်။အဲ့ဒီနှစ်မှာယူရိုပါလိချန်ပီယံဖြစ်တယ်။ဆိုတော့လောလောဆယ်ပြောမယ်ဆိုရင်ကလပ်ဝါကတ်မှာလည်းဗင်ဖီကာကိုအနိုင်ရတယ်။အဲ့ဒီ race မှာကျွန်တော်တို့ဒါကလပ်ဝါကတ်ချန်ပီယံဖြစ်တယ်။ဒါကြောင့်မလို့ဒီပေါ့လေဗင်ဖီကာကိုလည်းအနိုင်ရခဲ့ရင်ကျွန်တော်ကန်တရားအရာချယ်ဆီကချန်ပီယံဖြစ်သွားနိုင်မလားဆိုတဲ့မေးခွန်းလည်းရှိတယ်။ဒါတွေကကျွန်တော်တို့ပြောလို့မရတဲ့အနေအထားတွေဖြစ်တယ်။တစ်ဖက်ကဗင်ဖီကာအတင်းကလည်းတကယ် struggle ဖြစ်နေတဲ့အနေအထားဖြစ်တယ်။ဒါကြောင့်မလို့ သူတို့အသင်းကိုယ်တိုင်ကနေပြဒီပေါ်လေဂျိုးစင်မော်ရင်ကိုပြန်လဲခန့်ထားတဲ့အနေထားဖြစ်တယ်ဂျိုးစင်မော်ရင်ကတော့ဒါ Chelsea အသင်းရဲ့ club အသင်းဟောင်းပေါ့လေဒါသူ့အနေနဲ့ပထမဆုံးရင်ဆိုင်ရမယ့်ပွဲစဉ်ဖြစ်တယ်လက်ရှိအနေထားရ Benfica ကလည်း Champions League ဒါပထမပွဲမှာသူတို့ဟိုအရင်နိုင်ထားတယ်ရမတ်တမတ်မှမရသေးဘူး Chelsea လည်းရမတ်တမတ်မှမရသေးဘူးဆိုတော့နှစ်သင်းစလုံးကနိုင်ပွဲကိုစီလိုအပ်နေတယ်ဆိုတော့ဒီကြားထဲမှာတော့ Benfica ကအနိုင်ရထားတယ်ဆိုမှလည်း Chelsea ကတော့ကျွန်တော်တို့ဒါအိမ်ခွင်းမှာ Brighton ကိုဂိုးပြရှုံးထားတယ်ဆိုတော့လက်ရှိအနေထားရ Chelsea ကဒီနှစ်ပွဲစဉ်မှာဒါကျွန်တော်တို့ဖြစ်နိုင်တဲ့ကစားသမားအစင်းကတော့ဒီပေါ့လေ win position အထွတ်အဲဂါနာချိုနဲ့ကျွန်တော်ပတ်စုံနဲ့တို့ပါဝင်လာဖို့အခြေအနေရှိ ိတယ်။ကိုယ့်လက်မှာတော့ Moises Kainse တို့ Anso Fernandez နဲ့အာဒီပေါ့လေတစ်ဖက်မှာ Romeo Labia ပါဝင်လာဖို့အခြေအနေရှိပြီးတော့မတိုက်စစ်မှာတော့ Jao Patron နဲ့ပွဲထွက်လာဖို့အခြေအနေရှိတယ်။ခန်စစ်မှာတော့ Barrier ရှိ Masco Guerrera ချာလိုဘတ်နဲ့ Melo Gusto ပါဝင်လာဖို့အခြေအနေရှိတယ်။ Goldma Option နဲ့တော့စမ်းချက်မြန်ပါဝင်လာမယ်လို့ကျွန်တော်ယူဆတယ်။ဆိုတော့ဟိုချာလိုဘတ်ကဒီပေါ့လေဒီ Anika Suspense ကြောင့်မလို့ Liverpool အသင်းနဲ့ပွဲစဉ်မှာမပါလာနိုင်တဲ့အခြေအနေမှာအဲကျွန်တော်တို့ဒီ Champion League မှာတော့ပါဝင်လာဖို့အခြေအနေရှိတယ်။ဆိုတော့အာပွဲကတော့ဒါအမှန်တမ်းပြောရရင်တစ်ဖက်ကအသင်းကလည်း ဖီကလည်းနီးပြအစ်စ်အောက်မှာသူတို့ပြန်ပြီးတော့မှအထိုင်ကျအောင်ရုန်းကန်နေရတဲ့အသင်းဖြစ်တဲ့ Chelsea ကလည်းနိုင်ပွဲရဖို့လိုအပ်နေတဲ့အနေအထားကြောင့်မို့လို့ Chelsea ကတော့ကျွန်တော်ထင်တယ်အစင်လာရပါလေနောက်ဆုံးထိတဲ့တွဲဆုံမှုရ၄ချိန်စလို့ Benfica ကိုအနိုင်ရထားတဲ့အခြေအနေကြောင့်မို့လို့ Chelsea ကအိမ်ကွင်းမှာ Benfica ကို1-2ရလက်လောက်နဲ့အနိုင်ယူပြီးတော့မှ Champions League ဒုတိယမြောက်ပွဲစဉ်မှာတော့ရမှတ်ပြည့်ယူသွားမဲ့ပွဲစဉ်တစ်ခုလို့ကျွန်တော်ယူဆိုင်ပါလေဆိုတော့ ကျေးဇူးပေးခဲ့တဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားလုံးစိတ်ဆန္ဒခြင်းကိုကျမရှင်နဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်